အလုံးမင်းမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့အခက်ခဲများတဲ့နမိတ်ဆွေများတွေပထမပါဘုဘုံရဲ့ဝါကိုလုံးကာတာပြန်လည်မြောက်ပေးလိုက်ပါတယ်ဗျာဒီကာတာကရန်ကုန်ခံမီရဲ့ဆံပြီးတော့အစွမ်းထက်လုံးလာပါတယ်ဒါကြောင့်မလို့ဒီကာတာမိတ်ဆွေများကိုမြောက်ပေးလိုက်ပါတယ်ဗျာပထမပါဘုဘုံဝါကိုလုံးကာတာကိုရုပ်ဘက်ပွားများမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အိမ်ပေါဝါလေးတွေ ကိုယ့်ရဲ့အိမ်ဘဝနော်အိမ်အပြင်းနေဘယ်ဘက်ညာဘက်မှာအိမ်ဘဝရှိတယ်အဲ့အိမ်အိမ်ဘဝလေးလေးဖြစ်အိမ်အိမ်နေရာမဲ့ဖြစ်ဖြစ်ကျွန်တော်တို့တကားနေရာမဲ့ဖြစ်ဖြစ်အဲ့နေရာလေးမှာထုံးနေပေါ့နော်ထုံးတဲ့ဝါလုံးလေးကိုကွင်းလိုက်ပါထုံးတဲ့ဝါလုံးလေးကိုကွင်းပြီးရော့ဒီကားတော်ရော့မှာဖြစ်ပါတယ်ကွင်းညွင်ကွင်းညွင်ရွတ်ပါဗျာဝရဗုဒ္ဓဝရဓမ္မ ဝရတံကောဝရိတရောဝရစီတောဝရန္တိတုဝရိဟိမေဝရံဝရံဝရဗုဒ္ဓောဝရဓမ္မောဝရတံကောဝရိတရောဝရစီတောဝရန္တိတုဝရိဟိမေဝရံဝရံ ဝရဗုဒ္ဓောဝရဓမ္မောဝရတန်ကောဝရိတရောဝရစီတောဝရံဝရံဒီတုဝရေဟိမေဝရံဝရံဆိုပြီးခါရာကိုကိုးကောက်ရွတ်လိုက်ပါပြ။ဘဲဘက်ကိုလည်းထုံးနဲ့ဝိုင်းမယ်ကိုးကောက်ရွတ်မယ်ညာဘက်ကိုလည်းထုံးနဲ့ဝိုင်းမယ်ကိုးကောက်ရွတ်မယ်အဲဒါတင်မကသေးဘူးကျွန်တော်တို့အိမ်နေမှာတောက်ရီအိုးတွေရှိလိမ့်မယ်တောက်ရီအိုးလေးလေးမှာလည်းထုံးလေးနဲ့ကျွန်တော်တို့တာအီထင်းတာမျိုးမကြိုက်တဲ့လူတွေရှိရင်တော့နည်းနည်းလေးစတိလေးပေါ့နော်ထုံးလေးနဲ့ဝိုင်းပြီးတော့ ထုံးနဲ့ဝိုင်းမယ်ထုံးနဲ့ဝိုင်းမိဒီကာတာကိုရွတ်မယ်ကိုအိမ်မှာအဲတောက်ရီအိုပဲဖြစ်ဖြစ်တောက်ရီစီမယ်ဖြစ်ဖြစ်တချို့ကလည်းဟိုကကျွန်တော်ဝါတာကူလာလေးတုံးတယ်အဲ့ဝါတာကူလာမှာထုံးလေးနဲ့ကွင်းလိုက်မယ်ကွင်းပြီးတော့ဒီကာတာကိုရွတ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ကျွန်တော်တို့ရေအိုးတွေရေးပြီးတဲ့အခါမျိုးမှာကျွန်တော်တို့ကိုယ့်ရဲ့ဆန်း ိမ်ဒီမှာဆန်အိုးတွေရှိတယ်ဟုတ်ဆန်အိုးတွေဆန်ပုံးတွေဆန်အိုးတွေဆန်ပုံးတွေကိုလည်းထုံလေးနဲ့အကွင်းလေးကွင်းလိုက်မယ်ကွင်းမိဒီကာတာကိုရွတ်မယ်ဝရဗုဒ္ဓဝရဓမ္မဝရတန်ခေါဝရိတရောဝရဒီဝရစီတော်ဝရန်ဒီတုဝရဟိမေဝရန်ဝရန်ဆိုပြီးကာတာကိုကိုးကောက်ရွတ်ပြီးတော့ကွင်းလိုက်မယ်ဟောဒါတွေမကသေးဘူးကျွန်တော်တို့ကအိမ်မှာရှိတဲ့ဆန်ပုံးတွေအဲ့လိုရေအိုးတွေအဲ့လိုမျိုးလေးတွေယူပြီးပြီး ပြီးဆိုလို့ရှိရင်ကိုထမင်းစားတဲ့ထမင်းစားခုံတွေရှိတယ်ဟုတ်အဲ့ထမင်းစားအခုံပဲဖြစ်ဖြစ်အပေါ်မှာဖြစ်ဖြစ်အောက်မှာဖြစ်ဖြစ်အောက်နားလေးမှာထုံနေတဲ့ကွင်းမယ်ကွင်းပြီးတော့ဒီဃာတော်ကိုရွတ်မယ်ဝရဗုဒ္ဓဝရဓမ္မဝရတန်ခေါဝရိတရောဝရစေတောဝရန္တိတုဝရဟိမေဝရံဝရံဆိုပြီးကိုကောက်ရွတ်ပြီးတော့ကွင်းလိုက်မယ်โอเคအဲ့ဒါလေးကိုမိတ်ဆွေများလိုက်လံပြီးတော့ကွင်းကြီးဝိုင်းကြီးရွတ်ကြည့်ပါအဲ့ဒီရွတ်တက်တက်တနေ့တာလုံးမှအစင်မပြေမှုတွေ မပြည့်မစုံမှုတွေဆင်းဆင်းရဲမှုတွေအားလုံးပပျောက်ပြီးပြည့်ပြည့်စုံစုံဝါဝါလင်းလင်းအဆင်ပြေပြေနဲ့ဖြစ်သွားစေပါတယ်ဗျအဲ့တော့ဒီဟာလေးကိုကျွန်တော်မိတ်ဆွေတို့ကိုကျွန်တော်လက်တွေ့ဆန်းသပ်ခိုင်းပြီးပါပြီအဲ့တော့ကျွန်တော်ဟိုကျွန်တော်မိတ်ဆွေတို့ကတော့တော့ဟိုပါဘောနော်တော့လက်စီပစ္စည်းတွေပြင်တာပန်ကအဟောင်းလေးတွေစုပ်လေးတွေပြင်နေပေါ့နော်ဒါပေမဲ့ ကျွန်တော်လာပြီးတော့ကုညီလန်တောင်းတဲ့ဟာဆရာကြီးကျွန်တော်ရဲ့အလုပ်လေးလေးဆင်မပြေလို့မပြင်းရလို့အဲ့တော့ကျွန်တော်အဆင်ပြေအောင်ကုညီပေးပါဦးဆိုတော့ကျွန်တော်အထာလေးကိုကျွန်တော်သူ့ကိုမြောက်ပေးလိုက်ပဲအေးဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်တော့မင်းအလုပ်လုပ်တဲ့နေရာနားလေးမှာခုံလေးရှိတာရှိတယ်ဆရာအဲ့ခုံလေးမှာထုံးတဲ့ကွင်းကွာအဲ့ထုံးတဲ့ကွင်းလိုက်ပြီးတော့ဒီကားတော့ကိုကောရွတ်ပြီးလို့ရှိရင်တောက်ရိုးရှိလားရှိတယ်တောက်ရိုးမှလည်းထုံးနေကွင်းကိုကိုရွတ်ဆန်အိုးရှိတာရှိတယ်ဆရာဆန်အိုးမှတော့ဆန်တော့ကုန်းနေဆရာကြီးအဲ့ဒီကုန်းလေးနဲ့ဆန်အိုးမှထုံးနေကွင်းပြီးကိုကောရွတ် ော်တော့ဟုတ်ပြီထမင်းစားကုန်ကိုကောက်ရွတ်ရေအိုးတွေကိုကောက်ရွတ်အဲ့ညာလူမျိုးတွေကိုယ့်ရဲ့အရှေ့ပေါ့ဝါတွေမှာရွတ်กว่าဆိုပြီးတော့ကျွန်တော်ပြောလိုက်တာတပတ်အတွင်းမှာပဲကျွန်တော်ဖုံးမြန်ဆက်တယ်ဟာဆရာကြီးဆံဝင်းထဲမှာလည်းဆံအပြည့်ရောက်လာပြီးအလုတ်ကိုင်းနေအစင်ပြည့်ချက်ဆရာကြီးလက်စီပစ္စည်းဆိုင်ရနေပြီးတော့ပစ္စည်းတွေလာအပ်တဲ့ဆရာကြီးပုံနေတာပဲအဲ့တော့ဒီတစ်လလုံးတော့အလုတ်ကပြီးမှမဟုတ်ဘူးဆရာကြီးဒီလက်ဒီတိုင်းဆိုလို့ရှိရင် တလောက်သုံးလင်းသုံးလောက်က easy ဝင်မိဆရာကြီးဆိုပြီးကျွန်တော်ဖုန်းလမ်းဆက်တယ်ဒီလိုမျိုးလေးပေါ့နော်မိစေမြအဆင်မပြေမှုခက်ခဲမှုလေးတွေကျုံနေကျွန်တော်ခုပြောတဲ့အတိုင်းလုပ်လို့လုပ်ကြည့်ပါတကယ်ထူးခြားပါတယ်တကယ်လည်းအကျိုးရှိပါတယ်ဗျအဲအကုန်ကြလည်းမရှိဘူးနော်အကုန်ကြလည်းမရှိဘူးအဲ့တော့ဘာမှလည်းခက်ခဲတဲ့လောကမျိုးမဟုတ်ဘူးထုံလင်းတစ်ခုပဲလိုတယ်ထုံတဲ့ကိုင်းလိုက်ပေါ့နော်အဲ့တော့ဒီဟာလေးရွတ်ဒီဟာလေးရွတ်နေစဉ်အတွင်းမှာလဲဒီဒီပေါ့နော်ကျွန်တော်တို့တွေ ဟိုတကယ်ပဲအဆင်ပြေလာတယ်ကိုဟိုဘာဘာဘူးဘောင်မှာကုညီပေးတယ်ဆိုတော့ကျွန်တော်တွေစိတ်ဆန္ဒလေးနဲ့ရွတ်မယ်ဟောတခါကြတခါကြလို့ရှိရင်လည်းဖះစီရှိမှဖះเจ้าဆောင်လေးရှိမှရွတ်ရွတ်မယ်ဆိုလို့ဆိုလို့ရှိရင်လည်းကျွန်တော်ဘုရဘုရမဆောဖះရှိကိုယ်တိုင်ကျွန်တော်တို့ကုညီဆောင်မှကြည့်ရှုပေးတယ်အဲ့တော့ကျွန်တော်တို့အေဂျင်မှုလေးတွေကိုပေးတယ်ဆိုပြီးအဲ့လိုမျိုးယုံကြည်မှုလေးနဲ့ရွတ်ကြည့်ပါတကယ်ဆင်းပြပါလေတချို့ကလည်းဖះစီအောင်နာလေးမှာ ထုံးတယ်၊ကွင်းဝိုင်းတယ်။ဖဲစင်အောက်နယ်လေးမှာမွိုင်းခြင်းနေပါ။အဓိကဝိုင်းမဲ့နေရာတော့ကျွန်တော်ခုနပြောလို့ပဲခြံရှိပေါဝါလေး၊အိမ်ရှိပေါဝါလေး၊ဘဲဘဲညာဘက်တွေ၊ရေဦးစင်တွေ၊ဆန်အိုးတွေ၊ထမင်းစားခုံတွေအဲပြီးတော့တချို့လည်းတချို့ကလေးစာလောက်တာမရဘူးဆိုတဲ့မိတ်ဆွေများလည်းစာစာရေးတဲ့ခုံစာကြက်တဲ့ခုံလေးမှာဝိုင်းလေးဝိုင်းလိုက်မယ်အဆင်ပြေပြေပဲ အဆင်ပြေပဲရသွားစေတယ်အားလုံးဘက်ဆောင်သုံးလို့ရပါတယ်အဲ့တော့ဒီဟာနဲ့ဒီဟာနဲ့မကသေးပါဘူးစီဝါရေးဘက်မှာရော အလုတ်ကင်ဘက်မှာရောငွေကြေးဘက်မှာရောမိသည့်ကိစ္စမျိုးမဆိုးအခက်ခဲရှိတဲ့ခါမျိုးမှာဒီခါတော့သုံးချလို့ရပါတယ်ဗျကဲဒါလေးကိုမေးချင်မှလာပြီးမြောက်ပေးတာပါဗျခက်ခဲနေများနေတဲ့မိတ်ဆွေများစိတ်ညစ်နေတဲ့မိတ်ဆွေများကျွန်တော်ပြောတဲ့ခါတာစီးနေလုံးကြည့်ပါဗျအရင်ကထူးကြပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်မိတ်ဆွေများလုံးနဲ့ဆက်ရှင်သက်ကိုကြက်မှာရှိကြပါစေမိတ်ဆွေများရုပ်ပတ်ပွားများလို့တော့ကာရမန်နဲ့များရှိနေတဲ့ခေါမမရေးခဲ့မိခဲ့တောင်းခံပေးပါဦးမြတ်ကျွန်တော်ချက်ချင်းမပြောင်းလဲမြောက်ပေးပါတယ်ဗျမိတ်ဆွေအားလုံးထူးပဲကျေးဇူး